အားလုံးမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုလေးကမိတ်ဆွေတို့ကိုစကားလက်ဆောင်ပေးခြင်းနဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဘာလို့စကားလက်ဆောင်ပေးခြင်းတာလဲဆိုတော့ကျွန်တော်စိတ်နဲ့ပတ်သက်တဲ့အရာတွေကိုစကားလက်ဆောင်ပေးမှာဖြစ်ပါတယ်။ကျွန်တော်အခုပြောမှာဗီဒီယိုအကြောင်းအရာလည်းမဟုတ်လို့ဘာသာရေးအကြောင်းအရာလည်းမဟုတ်ပါဘူး။စိတ်ကိုခြေခံပြီးတော့ကျွန်တော်တို့ပြောပြပေးတော့မှာဖြစ်ပါတယ်။တကယ်တမ်းကျတော့ကျွန်တော်တို့စိတ်လောက်အစွမ်းထက်တာကျွန်တော်တို့စိတ်လောက် အားကိုးစရာကောင်းတာကျွန်တော်စိတ်ပဲရှိပါလေခက်နေတာကကျွန်တော်တို့ကကျွန်တော်တို့ကိုကျွန်တော်တို့စိတ်တက်တွေကအာဘယ်လိုကောင်းလဲ perfect မဖြစ်တဲ့အခါမှာတခြားလူတွေကိုကိုးကွယ်ခြင်းနဲ့တခြားလူတွေကိုအကူအညီတောင်းခြင်းနဲ့တခြားလူတွေကိုအားကိုးခြင်းနဲ့ပေါ့နော်တကယ်တမ်းကျွန်တော်တို့ရဲ့မိတ်ဆွေအစ်စ်ကကျွန်တော်စိတ်ပါဘာဖြစ်လို့လို့ပြောရလဲဆိုတော့အောင်မြင်သွားတဲ့လူတိုင်းမှာအောင်မြင်ခြင်းစိတ်ရှိလို့အောင်မြင်သွားတာပါကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဗျာပကူသွားခြင်းလို့ပကူရောက်တာပေါ့ ဘကုတ်သွားခြင်းလို့ကျွန်တော်မော်လမြိုင်ဘလို့ရောက်ပါလဲเนาะအဲ့တော့စိတ်ကအဓိကစပြီးအခြေခံတာပေါ့เนาะအဲ့တော့အောင်မြင်ခြင်းတာပဲဖြစ်ချမ်းသာခြင်းတာဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာအကုန်လုံးကစိတ်ကအခြေခံတာပေါ့เนาะကျွန်တော်တို့စိတ်ရဲ့အခုလက်ရှိကျွန်တော်တို့စိတ်ဟာအနာဂတ်ကျွန်တော်တို့ရဲ့ပုံရိပ်ကိုပုံဖော်ရတဲ့အတူတူပဲကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့စိတ်ကိုဘယ်လိုပုံစံတည်ဆောက်မှာလဲဘယ်လိုသွားမှာလဲဘာတွေတွေးခေါ်မှာလဲဘာတွေလှောက်ဆောင်မှာလဲအဲ့ဒါတွေကအကုန်လုံးစိတ်ထဲမှာရှိနေတာဖြစ်ပါတယ် ကျွန်တော်စိတ်မှာမလိုလားအပ်တဲ့အရာတွေအများကြီးရှိပါတယ်အဲဒီစိတ်တွေကိုကျွန်တော်တို့မထုတ်နိုင်ဘူးမထုတ်နိုင်တဲ့ခါကျတော့အရာတွေကိုကျွန်တော် carry ဖြစ်ကျွန်တော်နောက်နေ့နေနောက်နေ့တွေမှာယူဆောင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်စိတ်ရဲ့တကယ်ဟိုကြည်လင်တန့်ရှင်းပြီးတော့စိတ်ကိုအထက်ထဲဝင်ဝင်ပေါ့နက်နက်ရှမ်းရှမ်းမမြင်နိုင်တဲ့အခါမှာကျွန်တော်တို့အနာကက်တွေကလည်းဝေဝါဝါဖြစ်နေတာပေါ့နော်အဲ့တော့ကောင်းတာတစ်ခုကတော့ကျွန်တော်တို့စိတ်ကိုတန့်ရှင်းအောင်ထားရမယ်ပြောရွှေအောင်ထားရမယ်ကျွန်တော်စိတ်ကိုကျွန်တော်သိရမယ်ကျွန်တော်စိတ်ကိုကျွန်တော်အားကိုးရမယ် ကျွန်တော်စိတ်ကိုကျွန်တော်ယုံကြည်ရမယ်ဒါမှသာလေကျွန်တော်လိုချင်တာကိုရမှာပေါ့အနာဂတ်မှာပြောချင်တာကဗျာအမြဲတမ်းကျွန်တော်အဘမင်းနေကပြောနေတဲ့စကားတိုင်းယူသုံးမယ်ဆိုလူတစ်ယောက်မှာစာတာနဲ့ငတ်တာနဲ့မတူစာတဲ့စိတ်နဲ့ငတ်တဲ့စိတ်နဲ့ကွာတယ်နောက်ခုစလုံးကအစားစားချင်တာပဲဒါပေမဲ့စာနေတဲ့စိတ်ကစားလည်းဖြစ်တယ်မစားလည်းဖြစ်တယ်ပေါ့နော်သူ့အနေနဲ့အပေါ်ယံဖြစ်ပေါ်တာဖြစ်ပါတယ်ငတ်မော့နေတဲ့လူတစ်ယောက်ကတော့ မင်းဘယ်လိုရှာစားရမလဲဆိုတော့သူကနားလေသွားတယ်ပေါ့ဘယ်သူမှတင်ပေးစရာမလိုဘူးပေါ့နော်အဲ့တိုင်းမှာပဲကျွန်တော်စိတ်ကပြင်းပြလာတဲ့ခါကျရင်ဘယ်ရာမှတားဆီးလို့မရပါဘူးဘယ်ရာမှလည်းဟန်တားလို့မရပါဘူးအဲ့တော့ကျွန်တော်တို့စိတ်ကိုကျွန်တော်တိဆောက်ဖို့တော့ရည်ကြီးရဲ့ကျွန်တော်စိတ်ဒီမှာမလိုလားအပ်တဲ့အရာတွေကိုထည့်သိမ်းထားတယ်ဥပမာပေါ့အများကြီးပေါ့ဗျာမလိုလားတဲ့အရာတွေကျွန်တော်တို့အသုံးမလိုတဲ့အရာတွေကိုကျွန်တော်စိတ်ထဲမှာထည့်ထားတယ်အဲ့တော့တကယ်တမ်းအသုံးလို့တဲ့ အရာတွေကမထွက်လာဘူးပေါ့ဆိုတော့မီးများမီးနိုင်ရေများရေနိုင်ဆိုတဲ့အတိုင်းပဲဘာမှမဟုတ်တဲ့ပေါက်ပန်းလေးစီတွေကစိတ်မှာများနေတဲ့ခါကျတွေးလိုက်တဲ့အတွေးတွေကလည်းပေါက်ပန်းလေးစီတွေပဲတွေးနေမှာပဲလေနော်အဲကောင်းမွန်တဲ့စိတ်တွေများနေတဲ့လူကြောင့်လည်းကောင်းမွန်တဲ့အတွေးခေါ်တွေတွေးတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်စိတ်ညစ်နေလို့ရောဘာဖြစ်မှာလဲကျွန်တော်ဝမ်းနေနေလို့ရောဘာဖြစ်လာမှာလဲကျွန်တော်ပြောရလေအဲ့တော့နောက်တစ်ခုကကျွန်တော်ဒီ ိုယ့်ရဲ့စိတ်ကိုမှကိုယ်မပေါ်ထုတ်နိုင်ဘူးဆိုတခြားအရာတွေဘယ်လိုလုပ်ဆက်လုပ်ပါလဲအဲ့တော့ကိုယ့်ကိုယ်ကိုပဲမေးခွန်းထုတ်ပါကိုယ်ပါဖြစ်ချင်တာလေကိုယ့်ရဲ့စိတ်ကကိုယ်ဖြစ်ချင်တဲ့လောက်လောင်စာရှိနေဖို့လိုအပ်ပါတယ်တတိဖြစ်ချင်တတိဖြစ်ချင်တဲ့လောင်စာနဲ့ကိုက်ညီတဲ့စိတ်တော့ရှိရမယ်ပေါ့နော်တတိတော့ဖြစ်ချင်တယ်လောင်စာကနည်းနည်းလေးဆိုရင်တော့ခྱི་မရဘူးလေနော်ဆိုတော့အဲခဏပြောလို့ပဲပေါ့နော်စာတာနဲ့ငတ်တာနဲ့အဲ့တော့မေးစစ်စာလောင်နေတဲ့အဆင့်ဆိုရင်တော့အဆင့်မပြေဘူးငတ်မော့တဲ့အဆင့်ဆိုမှအဆင့်ပြေပါ ဘယ်ကိစ္စမဆိုကျွန်တော်တို့လုံနိုင်ပါတယ်အခုလက်ရှိမိတ်ဆွေစင်းရဲနေလဲမိတ်ဆွေချမ်းသာအောင်လုပ်လို့ရတယ်ဘယ်လိုလုပ်အောင်မလဲဆိုတာလည်းမပြောနဲ့အဲ့ဒါကိုယ်စိတ်ကကိုယ့်အကူလုတ်တက်သွားလိမ့်မယ်ဘယ်သူမှလည်းလာပြီး guideline ချပေးစရာမလိုဘယ်သူမှလည်းခင်ဗျားကိုဟို theory ဒီခင်ဗျားကိုမြေပုံကားချက်တွေချမ်းသာဖို့အတွက်မြေပုံကားချက်ကဘယ်လိုချမ်းသာဖို့အတွက်ဘယ်လိုလုပ်ဆောင်အောင်အဲ့ဒါခဏပြောပြတာအဓိကမိတ်ဆွေစိတ်ထဲမှာချမ်းသာခြင်းနဲ့စိတ်ငမော့နေဖို့အတွက်လိုအပ်တယ် တကယ်လို့အဲ့ဒီစိတ်ဖြစ်သွားပြီဆိုတာနဲ့မိတ်ဆွေစိတ်ကဘလို့လောက်အောင်လဲဆိုတော့မိတ်ဆွေကိုပြန်လဲပြီးတော့တင် जा ပြီးသွားလိမ့်မယ်အဲ့တော့ဒါကတော့ချမ်းသာခြင်းကိုပြောတာပေါ့နော်တချို့အရာတွေမှာလည်းစိတ်ကပဲအခြေခံတာပါဥပမာကျွန်တော်တို့ဂျင်းဆော့တယ်ဆိုကြပါဦးဒီလေးတော့ငါမနိုင်တယ်ဆိုတဲ့စိတ်နဲ့အော်ငါမမချင်ဘူးဆိုတဲ့စိတ်နဲ့အဲ့စိတ်နှစ်ခုမှနေအလေးတော့ကပေါ့တာနဲ့လေးတာနဲ့ကွာပါတကယ်တမ်းကျအလေးတော့ကဒီလေးတော့မယ် ဟိုမှာ34ဆိုရင်34က34ပဲမပြောင်းသွားဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ပြောင်းလဲသွားတဲ့ပုံမှာအဲ့ဒီအလေးတုံးကပော့သွားလိုက်လေးသွားလိုက်ဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်စိတ်ကအရန်ပါဝါရှိတယ်လို့နော်အဲ့တော့ကျွန်တော်လည်းအခုချိန်ထိနတ်မော်တယ်စိတ်ကိုတော့ထဲတော့ထဲနေတာဘယ်နည်းခရီးရောက်နေတော့မသိဘူးအဲ့တော့ကျွန်တော်တို့စိတ်ကိုကျွန်တော်ကောင်းကောင်းခိုင်းတတ်ဖို့လိုအပ်တယ်အာအရင်ကြီးမရှိဘဲနဲ့လမ်းပြပေးနိုင်တယ်ဆိုတော့ကျွန်တော်စိတ်ပဲရှိတယ် ဒါပေမဲ့စိတ်မှာတော့အရန်ရှောက်ထွေးနေရင်တော့ net loan မှာတော့ကိုယ်စိတ်တည်နေအောင်တော့တရားထိုင်မဒီစိတ်တာမျိုးတော့လောက်အောင်ပါပေါ့ဒါမှလည်းစိတ်ကကြည်လင်ပါစိတ်ကကြည်လင်မှပဲကိုလိုချင်အောင်တဲတဲကိုကိုကတည်ပါပေါ့နော်ရှိသမျှဖန်ခွက်တဲ့ကိုရှိသမျှအကုန်ပေါင်းထည့်ထားပြီးတော့မှအဲ့ဒီထဲကနေစကိုလိုချင်တာရွေးမယ်ဆိုရင်တော့ပို့ကြတာပေါ့အဲ့တော့ဒီဖန်ခွက်ထဲမှာကိုလိုချင်တာလေးတွေပဲထည့်ပြီးတော့လမ်းယူရဲဆိုရင်တော့မြန်တာပေါ့အဲ့တော့ကိုလိုချင်တာတစ်ခုကိုမရသေးဘူးဆိုတာကိုစိတ်ထဲမှာခဏပြောလို့ရောကတော့ပေါ့တွေအကုန်ရောက်နေလို့နော် အဲ့တော့ကိုလိုချင်တဲ့ပစ္စည်းရှာတဲ့ခါကျရင်ကြာတာပေါ့ဥပမာဗျာကျွန်တော်တို့စီဒီမတ်မှာဈေးတော့ဝယ်တယ်လို့ပေါ့စီဒီမတ်တို့မက်ခရိုတို့မှာဈေးတော့ဝယ်မဆိုရင်ကြက်သားဆိုကြက်သားတန်းကြီးပဲဝါသားတန်းဝက်ဆိုဝက်တန်းဘားဆိုဘားတန်းပင်လယ်ဆာဆိုပင်လယ်တန်းရက်စပီဆိုရက်စပီတန်းသူအကန့်လေးနဲ့သူထားတာတော့လိုချင်တဲ့ခါကျရင်ယူရတာလွယ်တာပေါ့အဲ့တော့မိတ်ဆွေအောင်မြင်မှုကြံ့ကြာနေဆိုတော့မိတ်ဆွေစိတ်မှာခဏကျွန်တော်ပြောရှေ့မြအကုန်လုံးကိုသူအကန့်နဲ့သူမထားပဲနဲ့အကုန်လုံးစုပုံပြီးထည့်ထားမှတော့မိတ်ဆွေလိုချင်တဲ့ခါကျရင်မိတ်ဆွေ လိုချင်တဲ့ပစ္စည်းကိုဘယ်လိုရှာမှာတော့ရှုပ်ဝါးနေတဲ့အခန်းထဲမှာအပြောက်ရှာနေလို့ဖြစ်နေမှာပေါ့ဟုတ်ပြီနော်အပ်ကိုအဲ့နေရာမှာထားထားတယ်ဆိုရင်တော့အဲ့အချိန်မှာအဲ့လိုချိန်တော့ခဏလေးတနာယူနဲ့ရှာလို့ရတယ်အဲ့တော့ကျွန်တော်တို့စိတ်ကလည်းအောင်မြင်ဖို့အတွက်ချမ်းသာဖို့အတွက်တိုးတက်ဖို့အတွက်ဒါမှမဟုတ်ကိုပါလှုပ်ချင်တယ်လှုပ်ချင်တာအရာတွေအကုန်လုံးညကျွန်တော်ဟောဒီစိတ်ကပဲတရေတီတာအဲ့တရေတီလိုက်တဲ့စိတ်ကဘယ်လောက်ထိပြင်းအားရှိလဲဘယ်လောက်ထိအော်နက်ဆိုင်လဲဆိုတဲ့အပေါ်မှာမူတည်မယ်ဘယ်လောက်ထိခကြီးရောက်လဲဆိုတော့တိုင်းတာအောင်ပါပဲ လူတိုင်းကချမ်းသာခြင်းနဲ့လူတိုင်းကအောင်မြင်ခြင်းနဲ့ကျွန်တော်ပြောတာဗျာ99%ကိုပြောတာတန်တဲ့1%ကိုကျွန်တော်မပြောသေးဘူး90ပဲထားလိုက်ပါဗျာနော်လူတိုင်းကချမ်းသာဒါပေမဲ့ချမ်းသာခြင်းနဲ့စိတ်ထားပုံထားနေခြင်းမတူဘူးချမ်းသာခြင်းအောင်စိတ်ရဲ့ပြင်းပြမှုခြင်းမတူကြတဲ့အခါမှာတယောက်နဲ့တယောက်ချမ်းသာတဲ့ level တွေကွဲသွားတာလေရှိကောင်းရှိနေမယ်အဲ့တော့ကိုယ်စိတ်ထဲရတာတကယ်နက်နက်ရှိုင်းရှိုင်းကိုလိုချင်တဲ့အရာကိုခံစားပြီးလုပ်မယ်ဆိုရင် လက်ခံယူမှာမဖြစ်ဘူးဆိုတော့ရှားပါတယ်အဓိကစိတ်ကိုချေကြတာပါနောက်ဆုံးစကားညီကုန်းချုပ်ပါမယ်ကျွန်တော်ဘယ်လိုချုပ်ချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ရဲ့သွေးခေါ်မှုပါလာမဲ့ကျွန်တော်တို့ရဲ့အနာဂတ်ရဲ့ပုံရိပ်ဖြစ်ပါတယ်လက်ရှိကျွန်တော်တို့သွေးခေါ်တဲ့အရာတွေဟာအနာဂတ်မှာကျွန်တော်ဖြစ်ပေါ်လာတဲ့အရာဖြစ်ပါတယ်တခါလေကျရင်ငါကန်ဆိုးလိုက်တာလို့မပြောနဲ့ကိုကဘာလို့ဒီချိန်မှာစိတ်ကတွေးတောနေလဲကိုဘာလုပ်နေရလဲဆိုတော့အနာဂတ်ကိုကိုပုံပေါ်နေခြင်းဖြစ်ပါတယ်နော် အဲ့တော့ကန်ဆိုးတာတွေကောင်းတာတွေဘေးရင်ကိန်းကိန်းနဲ့လည်းမပြောဘူးဘာသာတရားနဲ့ပတ်သက်မပြောဘူးကုသိုလ်တွေအကုသိုလ်တွေလည်းမပြောဘူးအဓိကခမရဘာဖြစ်ချင်တယ်ခမရဖြစ်ချင်တဲ့စိတ်ပြင်းပြနေဖြစ်မှာပဲခမရကများကောင်းတာပဲဖြစ်ချင်ဖြစ်ချင်ဆိုးတာပဲဖြစ်ချင်ဖြစ်ချင်ခမရရဲ့စိတ်တွေးခေါ်မှုဟာအနာဂတ်ခမရရဲ့ပုံရိပ်ပဲဆိုတာသိပါလိမ့်မယ်